ယခုလကုံအထိလိုင်စင်လျှောက်ထားရန်မလိုဘဲပို့ကုန်များတင်ပို့နိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပနိုင်ငံတွေကိုပို့ကုန်တွေတင်ပို့ရမှာလျှောက်ထားရတဲ့ပို့ကုန်လိုင်စင်ကိုယခုဧပြီလကုန်အထိလျှောက်ထားရန်မလိုဘဲပို့ကုန်တွေတင်ပို့ခွင့်ပြုမယ်လို့စီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနကုန်သွယ်ရေးဦးစီးဌာနကအတိပေးထုတ်ပြန်ထားပါတယ်။ ရခိုင်ကပို့ကုန်လိုင်စင်များကိုမြမထရိနတ်2.0အွန်လိုင်းစနစ်နဲ့ခွင့်ပြုနေရမှပြီးခဲ့တဲ့မတ်လ28ရက်မှဖြစ်ပွားခဲ့တဲ့ငလင်းတန်းကြောင့်အင်တာနက်ချိတ်ဆက်မှုစနစ်ကောင်းမွန်ခြင်းမရှိသေးတာကြောင့်အင်တာနက်ချိတ်ဆက်မှုစနစ်ကောင်းမွန်ခြင်းမရှိသေးတဲ့ကာလအတွင်းပို့ကုန်လုပ်ငန်းတွေအဆင်ပြေချုံးပွေစွာဆောင်ရွက်နိုင်ဖို့အတွက်ဧပြီလ3ရက်ကနေ30ရက်အထိပို့ကုန်လိုင်စင်လျှောက်ထားဖို့မလိုဘဲအကောက်ခွန်လုံထုံးလုံနည်းတွေနဲ့အညီပို့ကုန် ညာလွှာဖြင့်ဓာတ်ရိုက်ဆောင်ရွက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ကုန်သွယ်ရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထားအပြင် အကောက်ခွန်ဦးစီးမှလည်းထုတ်ကုန်ကြေညာလွှာနဲ့ဓာတ်ရိုက်ဆောင်ရွက်ခွင့်ပြုမယ်လို့အတိပေးထုတ်ပြန်ထားပြီးထုတ်ကုန်ကြေညာအတင်သွင်းသူတွေအနေနဲ့ထုတ်ကုန်ကြေညာလွှာတင်သွင်းရမှာကြေညာလွှာရဲ့နှုတ်ဝမ်းအကွက်မှာကုန်သွယ်ရေးဦးစီးဌာနဤသတင်းလွှာအတိမြင့်ဆောင်2025အရာတင်ပို့ခြင်းဖြစ်ပါသည်ဟုဖော်ပြပြီးပို့ကုန်လိုင်းစင်မပါရှိဘဲထုတ်ကုန်ကြေညာလွှာတင်သွင်းနိုင်တယ်လို့သိရပါတယ်ရှင်။